ဂါဇာမြို့ပကာကွယ်ရေးအေဂျင်စီကအော်တိုဘလ၁၀ရက်နေ့မှာပြောကြားခဲ့ရမှာအစ္စရေးတပ်ဖွဲ့များဟာဂါဇာကမ်းမြောက်မှာရှိ နေမြင့်များမှစတင်ဆုတ်ခွာနေပြီလို့ဆိုပါရီအထူးသဖြင့်အစ္စရေးစစ်သားများဟာဂါဇာစီးတီးနဲ့ခဲယူနီတို့မှစတင်ဆုတ်ခွာနေပြီလို့မြို့ပြကွက်ရေးအေဂျင်စီကပြောကြားခဲ့ပါရီအစ္စရေးတပ်ဖွဲ့တွေဟာဂါဇာစီးတီးရဲ့နေရာများပြကနေဆုတ်ခွာသွားပါပြီလို့မြို့ပြအေဂျင်စီရဲ့အကြီးအကဲတာဝန်ရှိသူမိုဟာမက်အမူဂါရီကပြောကြားခဲ့ပါရီဂါဇာမြို့ပြကွက်ရေးအေဂျင်စီဟာဟာမတ်ရဲ့အုပ်ချုပ်မှုအောက်မှာလဲပတ်နေတဲ့ကေဆေးအဖွဲ့ဖြစ်ပါရီအစ္စရေးစစ်သားများပြန်လည်ဆုတ်ခွာသွားခဲ့တဲ့ခံရများတဲ့မှာ တဲအဟာဝါ HRD တို့ပါဝင်ပါတယ်။ AKI နှခုဟာ Israel ရဲ့လေကြောင်းထိုးစစ်ကိုအပြင်းထန်ခံခဲ့ရတဲ့ပြင်လူငယ်သတင်းပတ်များတို့ကလည်းပြည်ပြင်စစ်စင်ရေးလှုပ်ချင်းခံရတဲ့နေရာများဖြစ်ပါတယ်။ Israel စစ်ကားများဟာခဲယူနေမျိုးမှာဆောက်ခွာသွားပြီလို့အေမူဂါရီကပြောကြားပါတယ်။ Israel စစ်တပ်ဟာ၎င်းတို့တဆဲထားတဲ့နေရာများမှာအော်တိုဘားလ9ရက်နေ့မှာထွက်ခွာသွားပြီလို့လေသာခံများကပြောပါတယ်။